နောက်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါညာအန်ဖီကွန်တီတွားရောက်နိုင်ယူခဲ့တဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲပြီးတုံးတဲ့ချက်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီပွဲစစ်မှာမန်ချက်စတာယူနိုက်တက်ကအရင်အထွတ်ယုံကြည်မှုပုံမူတည်ဆောက်လာတော့တွေ့ရတယ်ဘန်လီကိုနိုင်ယူပြီးကလေးယုံကြည်မှုများနဲ့အတူတူကပွဲပတ်မှုတန်ဝင်လည်းမခံဘူးလပါဘူးကိုအတင်းဆောင်နေပြီးကန်တာဖြစ်တယ်လပါဘူးကရှယ်စစ်နဲ့ကန်နေဂျာရင်မှာ UCN ဘာညာနဲ့ International Break ပြီးမှလည်းပွဲပတ်မှုတန်တွေကိုမန်ယူကကောင်းကောင်းတုံးချလိုက်တာဖြစ်တယ်လာမယ့် Brighton နဲ့ပွဲစစ်မှာလည်းဒီရဲ့ twin goal တွေကြောင့်ဒီယုံကြည်မှုပြန်လည်းတည်ဆောက်လာပြီးအိမ်ကွင်းမှာလည်း ိုက်တန်းကိုတော်တော်လေးအနိုင်ရရှိမယ်လို့ကျွန်တော်တို့မျှော်လင့်လို့ရတဲ့မန်ချက်စောင်းတဲ့ပိတ်တဲ့နဲ့ဒီပွဲစဉ်မှာအတက်ခဲသေးရကျွန်တော်ခေါင်းကြီးပေါ့ဒီခေါင်းကြီးရဲ့အတက်ခဲသေးကြောင့်ဒီအမော်နယ်လည်းယုံကြည်မှုဒီစောက်လာပြီးတော့သူ့ကိုပိုင်ရှင်နေနဲ့လည်းပုံမှုပြီးအတက်ဝင်လာမှလည်းဖြစ်တယ်ဒီပွဲစဉ်မှာပြောကျွန်တော်ပထမ6တွန်းနဲ့လပပူးရဲ့ဒီကန်နွန်းချက်တွေကိုသူအကောင်းဆုံး defend နိုင်တယ်နောက်တန်းနေရာလည်း ကောင်းလို့ချင်းပြိုင်နေတယ်လပဘူးရဲ့ဒီကောင်တာအတက်တွေပေါ့ပြီးတော့ဒီကိုရသွားတဲ့အချိန်မှာလဲဇတ်တိုက်ကို1မိနစ်3မိနစ်လောက်မှာခေါင်းကြီးရဲ့ကောင်တာအတက်ကလည်းတော်တော်လေးကိုခေါင်းမွန်လာပြီးတော့လပဘူးရဲ့အာမေချက်တွေကိုသူအဓိကရှာလို့ရလို့ပြောတယ်ဒီပွဲစဉ်မတိုင်ခင်ဒီလိုက်ကိုယ်တိုင်ပြောတာကလပဘူးရဲ့ဖော်မတ်တွေကအားနေပြီးသူတို့ဒီဘန်းကိုအကောင်စိုက်သွားမယ်ဆိုတာတကယ်လည်းဟုတ်ပါတယ်ရှယ်စီနဲ့ပွဲစဉ်မှာလဲဒီမိုဟာမက်ဆာလာရဲ့တိုက်စစ်ကနေခန်စစ်တီပြန်ပြန်ဆင်းမကူတဲ့အရာတွေဖူပတ်တွေကအားနည်းနေရတွေ့ပြီးမန်ချက်စတာတွေကလာမဲ့ပွဲတွေမှာလည်းယုံကြည်မှုပြန်လဲတိဆောက်လာခဲ့ပြီလေဖြစ် ဖြစ်ပါတယ်ခင်ဗျာမချက်စောင်းတဲ့ပိတ်တဲ့အနေနဲ့ဘယ်လိုမြင်လဲဗျာကောမန့်မှာမန်တော့ပေးပါဦး